မင်္ဂလာပါလူကြီးမင်္ဂလေးတို့ရေ Little Forest Journey Channel ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကြောင်ပေါက်ကလေးပူတူတူကြောင်သွားပြီဆိုတဲ့ပုံပြင်လေးကိုဖတ်ပြခြင်းပါတယ်ကြောင်ဆိုတဲ့ပတ်ဝန်းကျင်အသက်တငယ်ချင်းအသက်တွေနဲ့တွေ့ဆုံရမယ့်ပူတူတူလေးဘလူတွေစိတ်လှုပ်ရှားနေမလဲပူတူတူလေးရဲ့ပထမဆုံးကြောင်နေနဲ့တစ်နှစ်တာလုံးဘလူပျော်ရွှင်စရာတွေကြုံတွေ့ရမလဲဆိုတာဒီချစ်စရာကောင်းတဲ့ပုံပြင်လေးကနေ လိုက်ကြည့်ကြရအောင်ကျောင်းဘောကလေးပူတူတူကျောင်းသွားပြီတခါတော့ကပူတူတူဆိုတဲ့ကျောင်းဘောလေးတစ်ကောင်ရှိတယ်ပူတူတူကအမြဲတမ်းသူ့အိမ်လေးထဲမှာပဲစောက်ကစားရတာကိုကြိုက်တယ်အပြင်လောကကြီးကိုတော့နင်းနေကြောက်တတ်တယ်ဒီနေ့တော့မေမေကျောင်းကပူတူတူလေးမနှက်ဖန်ကစားပြီး ။ဒါចောင်းသွားရမယ်နော်လို့ပြောလိုက်တယ်။ပူတူတူလေးမျက်လုံးလေးဝိုင်းသွားတယ်။ចောင်းចောင်းဆိုတာဘာကြီးလဲမေမေ။အဲ့ဒီမှာသားတယောက်တည်းဖြစ်နေမှာလားယင်လို့စိုးရင်တကြီးမေးလိုက်တယ်။မေမေចောင်းကပူတူတူလေးရဲ့ပါးကိုပုတ်တက်ရင်သားလေးရဲ့ကြောင်းဆိုတာသားအတွက်ပြောစရာကောင်းတဲ့နေရာလေးပါအဲ့ဒီမှာသားနဲ့တူတဲ့တငယ်ချင်းအစ်စ်တွေအများကြီးတွေ့ရမှာ ပြီးတော့ဆီယာမကတချင်းလေးတွေပုံရင်လေးတွေတင်ပေးမှာသားတယောက်တည်းမဟုတ်ပါဘူးမိမိသားကိုကြောင်းရှိအထိလိုက်ပို့ပေးမှာပါလို့နှွေးကြွေးစွာပြောပြလိုက်တယ်မိမိအကြောင်းကပူတူတူလေးကိုကြောင်းအကြောင်းပုံလေးတွေပြပြီးပြောပြတယ်ကြောင်းမှာကစားကွင်းရှိတာရောင်လုံခဲရံတွေနဲ့ပုံဆွဲရတာတချင်းဆိုရတာတွေကိုပြောပြတော့ပူတူတူလေးနင်းနေစိတ်ဝင်စားလာတယ် နဲ့ရောက်တော့ပူတူတူလေးကျောင်းဝစ်စုံအစ်စ်လေးကိုဝတ်ပြီးကျောင်းလွယ်အိတ်လေးကိုလွယ်လိုက်တယ်။ကျောင်းကိုရောက်တော့ကလေးတွေအများကြီးပဲ။တချို့ကပြေးလွာဆော့ကစားနေကြသလိုတချို့ကတော့မိဘတွေကိုတင်းတင်းကြပ်ကြပ်ဖတ်ထားကြတယ်။ပူတူတူလေးလည်းမိမိကျောင်းရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်ထားမိတယ်။အတန်းလေးကိုဝင်လိုက်တော့နှွေးထွေးရဲ့အပြုံးနဲ့ဆီယာမဝတ်ဝန်ကြီးကကြိုးစိုးနေတာကို တွေ့လိုက်ရတယ်။ ဆီယမဝတ်ဝန်ကြီးကကလေးတို့ရေဆီယမနာမည်ကဆီယမဝတ်ဝန်ကြီးပါနော်ဒီနေ့ကစပြီးဆီယမတို့အတူတူပျော်ပျော်ရွှင်ရွှင်ပညာရေးသင်ယူကြမယ်လို့ပြောလိုက်တယ်ပထမဆုံးအနေနဲ့ဆီယမကကလေးတွေကိုဝိုင်းဖွဲ့ထိုင်ခိုင်းပြီးကိုကြိုက်တဲ့အယောင်လေးတစ်ခုစီကို ပြောပြပေးပါလို့ပြောလိုက်တယ်ပူတူတူလေးအလှဲ့ရောက်တော့ရင်ခုန်နေပေမဲ့တက်တီလေးမွေပြီး ဒါအပြာရောင်ကြိုက်ပါတယ်လို့ပြောလိုက်တယ်။သူ့ဘေးကခွေးပေါက်လေးတစ်ကောင်ကငါလဲအပြာရောင်ကြိုက်တယ်လို့ပြောပြီးပြုံးပြတယ်။ပူတူတူလေးလည်းပြန်ပြုံးပြလိုက်တယ်။အကြခင်မှာပဲဆီယာမကကလေးတွေကိုကစားခွင်းထဲမှာဆော့ခိုင်းနေ။ပူတူတူလေးကဘသူနဲ့ဆော့ရမှန်းမသိပဲရက်နေတော့မှခွေးပေါက်လေးကဟေးပူတူတူလား ငါတို့နဲ့ဘောလုံးကန်ရအောင်လို့လှမ်းခေါ်လိုက်တယ်။ပူတူတူလေးလေးဝမ်းသာအားရပြေးသွားပြီးခွေးပေါက်လေးနဲ့အတူတူဘောလုံးကန်ကြတယ်။ခွေးပေါက်လေးရဲ့နာမည်ကအပေတူတဲ့။ပူတူတူနဲ့အပေတူဟာအတူတူ ပြေးလွှားဆော့ကစားကြတယ်။ရီမောကြတယ်။ကစားခွင်းမှာတခြားတိရစ္ဆာန်လေးတွေနဲ့လည်းမိတ်ဆွေဖွဲ့ကြတယ်။ပူတူတူလေးရဲ့စိတ်ထဲမှာရှိတဲ့စိုးရိမ်စိတ်တွေ အားလုံးပျောက်ကွယ်သွားပြီး ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်လာတယ်။တခါတော့ပူတူတူလေးဟာကစားကွင်းကရှောစီးကို အမြန်ဆုံးပြေးတက်ပြီးရှောချဖို့လှုပ်လိုက်တယ်။အဲ့ဒီအချိန်မှာဆီယမဝတ်ဝန်ကြီးကခဏလေးပူတူတူလေးရှောစီးကိုတက်ရင်ဖြည်းဖြည်းလေးတက်ရမယ်နော်။ပြီးတော့တယောက်ပြီးမှတယောက်ရှောချရမယ်။ဒါမှဘေးကင်းမှလို့နူးညံ့စွာပြောပြလိုက်တယ်။ ပူတူတူလေးလည်းဆီယမ်မစကားကိုနားထောင်ပြီးတတိထားစော်ကစားတက်လာတယ်။ကျောင်းမှာစော်ကစားတဲ့အခါဘေးကင်းအောင်စော်ဖို့ကအရေးကြီးဆုံးပဲလို့ပူတူတူလေးမှတ်ထားလိုက်တယ်။ကျောင်းမှာပူတူတူလေးဟာနေတိုင်းပျော်စရာကောင်းတဲ့အတွေ့အကြုံတွေကို ရရှိခဲ့ပါတယ်။ဆီယမ်မဘဝန်ကြီးကပုံဆွဲနည်းတွေ၊စာလုံးပေါင်းနည်းတွေ၊ဂဏန်းတွက်နည်းတွေသင်ပေးတယ်။ပြီးတော့ တငယ်ချင်းတွေနဲ့ဘယ်လိုပေါင်းသင်းဆက်ဆံရမလဲတယောက်နဲ့တယောက်ဘယ်လိုကူညီရမလဲဆိုတာတွေကိုလည်းသင်ပေးတယ်ဒီနေ့မှာဆ ्याम ဝဝန်ကြီးကကလေးတွေကိုဘေးကင်းတဲ့တငယ်ချင်းအကြောင်းပုံပြလေးတစ်ပုဒ်ပြောပြတယ်ကလေးတို့ရေကျောင်းမာရောအပြင်မာရောကလေးတို့ကိုမသိတဲ့လူကြီးတွေက လာခေါ်ရင်မုတ်တွေပေးရင် လိုက်သွားလို့မရဘူးနော်ကိုမိဘတွေဆရာဆရာမတွေ ဒါမှမဟုတ် ကိုတိတဲ့လူကြီးတွေက ခေါ်မှလိုက်သွားရမယ်။မတိတဲ့သူတွေကတခုခုပေးရင် လိုက်ခဲ့ပါလို့ခေါ်ရင် မလိုက်ဘူးလို့ခိုင်မာစွာပြောပြီးကိုမိဘဒါမှမဟုတ်ဆရာဆရာမတွေချက်ချင်းပြန်ပြောပြရမယ်လို့သင်ပေးတယ်။ဘူတူတူလေးလည်းမတိတဲ့သူနဲ့မလိုက်ဘူးဆိုတာကိုရင်ထဲမှာမှတ်ထားလိုက်ပါတယ်။နောက်ပြီးဆီယာမက အိမ်ပြန်လမ်းပျောက်သွားရင်မလုပ်ရမလဲဆိုတာကိုလည်းသင်ပေးတယ်။လမ်းပျောက်သွားရင်မငိုရဘူးနော်ကလေးတို့ကို့အနားမှာရှိတယ်။ဆရာဆရာမဒါမှမဟုတ်လူကြီးတယောက်ယောက်ကိုသားလမ်းပျောက်နေလို့ပါ။သမီးလမ်းပျောက်နေလို့ပါလို့ပြောပြီးအကူအညီတောင်းရမယ်။ပြီးရင်ကိုမိဘဖုန်းနံပါတ်ဒါမှမဟုတ်နာမည်တွေကိုပြောပြနိုင်ရင် ပိုကောင်းတာပေါ့လို့ပြောပြတယ်။ပူတူတူလေးလဲ လမ်းပြောက်ရင်ဆရာဆရာမဒါမှမဟုတ် အနီးအနားမှာရှိတဲ့လူကြီးတယောက်ယောက်ကို အကူအညီတောင်းရမယ်လို့မှတ်ထားလိုက်တယ်။ပူတူတူလေးဟာကျောင်းမှာစာရီတင်ယုံတာမကတခြင်းတွေဆို ပုံမြင်တွေနားထောင်အကြည်တွေဆွဲတငယ်ချင်းအစ်စ်တွေနဲ့ဆော့ကစားရင်းနဲ့တနှစ်တာကျောင်းနေခြင်းဟာအမတ်တရတွေအများကြီးနဲ့ပြည့်နှက်နေခဲ့တယ်။တငယ်ချင်းတွေနဲ့အတူတူတင်ယူရတာ ဆော့ကစားရတာဟာတယောက်တည်းဆော့တာထက်ပိုပြောစရာကောင်းတယ်ဆိုတာပူတူတူလေးသိလာတယ်။ပြီးတော့เจ้ามาเบเกียงบโลနေထိုင်ရမလဲဆိုတာကိုလည်းကောင်းကောင်းနားလည်သွားတယ်။ចောင်းဘက်ရဲ့နီလာတော့ပူတူတူလေးကမိမိအចောင်းကိုမိမိตาចောင်းကိုအရင်ချစ်တယ်လို့ပြောလိုက်တယ်။ပူတူတူလေးရဲ့မျက်လုံးလေးတွေဟာကြဲဝင်လေးတွေလိုပဲ လင်းလက်နေခဲ့တယ်။ ကျောင်းဆိုတာပျော်စရာကောင်းပြီးဘေးကင်းတဲ့နေရာလေးပါလားလို့ပူတူတူလေးတွေးမိလိုက်ပါတော့တယ်။ကဲဒီပုံမြင်လေးကနေလူချင်းမင်းကလေးတို့ကိုမှတ်မိစေချင်တာကတော့ကျောင်းဆိုတာပျော်စရာကောင်းတဲ့နေရာလေးပါ။တငယ်ချင်းအစ်စ်တွေပညာအစ်စ်တွေအများကြီးစောင့်ကြိုနေပါတယ်။ပထမဆုံးနေမှာနင်းနေစိတ်လှုပ်ရှားတာကြောက်တာက ပုံမှန်ပါပဲ။တခြားကလေးတွေလည်းကို့လိုပဲ ခံစားရတတ်ပါတယ်။ ကိုနမဲကိုပြောရဲဖို့တခြားသူတွေကို ပြုံးပြဖို့မကြောက်ပါနဲ့ဒါမှတကယ်ချင်းအစ်စ်တွေရနိုင်မှာပါဆရာဆရာမတွေက ကိုကိုကူညီပေးမဲ့သူတွေပါမတိတာတွေလိုအပ်တာတွေရှိရင် မေးဖို့မရက်မကြောက်ပါနဲ့ကိုကြိုက်တဲ့အရာတစ်ခုခုကိုလုပ်ရင် တခြားကလေးတွေနဲ့စကားဆပြောကြည့်ပါ ဥပမာပကြီဆွဲတာဆော့တာပုံမြင်ပြောတာစသဖြင့်ပေါ့ ကျောင်းမှာစော်ကစားတဲ့အခါစီကံလေးတွေလိုက်နာပြီးဘေးကင်းအောင်စော်ကစားကြပါမသိတဲ့သူတွေက ခေါ်ရင်မုတ်တွေပေးရင် လိုက်သွားလို့မရဘူးနော်ကိုမိဘဒါမှမဟုတ်ဆရာဆရာမကိုချက်ချင်းပြန်ပြောပြပါလမ်းပြောက်သွားရင်မငိုပါနဲ့ဆရာဆရာမဒါမှမဟုတ်အနီးအနားမှာရှိတဲ့လူကြီးတယောက်ယောက်ကို အကူအညီတောင်းပါเจ้ามา ကိုနဲ့မတူတဲ့တငယ်ချင်းတွေအများကြီးရှိပါလိမ့်မယ်။သူတို့နဲ့အတူတူပျော်ပျော်ရွှင်ရွှင်ဆော့ကစားပြီးပညာတွေသင်ယူရင်စာသင်နှစ်တစ်နှစ်တာကိုပျော်ရွှင်စွာဖြတ်သန်းနိုင်မှာပါ။လူကြီးမင်းကလေးတို့အနေနဲ့เจ้าမှာဘေးကင်းပျော်ရွှင်ဖို့တငယ်ချင်းအစ်စ်တွေနဲ့ပေါင်းသင်းတက်ဖို့အတွက်အရေးကြီးတဲ့သင်ခန်းစာလေးတွေကိုဒီပုံမြင်လေးကနေတဆင့်တွေ့မြင်နိုင်ကြမှာပါ။ဟုတ်ကဲ့ပါ။ လူချင်းမင်းကလေးတို့တွေဘေးကင်းပျော်ရွှင်တဲ့စာသင်နှစ်တစ်နှစ်ကြုံတွေ့နိုင်ပါစေလို့ Little Forest Journey ကဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။နောက်တစ်ပတ်မှာလည်းပိုကောင်းတဲ့ပုံမြင်လေးတွေစာစုလေးတွေနဲ့ပြန်လာခဲ့ပါမယ်။ Like, Subscribe, Share, Comment လေးတွေလုပ်သွားပေးကြဖို့မမေ့ပါနဲ့အုံးတော်။ပုံမြင်လေးပြီးတဲ့အထိနားထောင်ပေးခဲ့ကြလို့ကျေးဇူးများကြီးတင်ပါတယ်။ကျမ်းမာပျော်ရွှင်ဘေးကင်းကြပါစေ။ See ya! Ta-da!